မွေးခမ်းနေ့ချီတောင်စေတုခပေးနေတဲ့ယောက်ျားဖြစ်သူအကြောင်းဝမ်းနဲ့စွာရင်ဖွင့်လာတဲ့ပူဇော်ပြုခင်ပိတ်သက်များအလုံးမင်္ဂလာပါရှင်ကျွန်တော်တို့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ရုပ်ဆိုးတဲ့ကလေး၃ယောက်အဖေမုတ်ဆိုးဘုကိုယူထားလို့အရင်အချစ်ခင်နေရတယ်လို့ထင်တော့မှတ်သွားပါလိမ့်မယ်ပူဇော်ပြုခင်အိမ်နာရုပ်ကိုကြည်လိုက်မယ်ဆိုရင်လူတိုင်းကအကြမ်းမိမှာကတော့အသေးချပါပဲရှင်ရုပ်ရည်ပိုင်းနဲ့ပတ်သက်ရင်မလိုက်ဖက်တယ်လို့အပြိုလေးနဲ့ကလေးဖေမုတ်ဆိုးဘုယူတာကဘလို့မှမလိုက်ဖက်ပေမဲ့ဘဝကိုအေးအေးလူလူဖြတ်တန်းခွင့်ရနေတာကိုတော့အားလုံးကအားကြနေကြတာဖြစ်ပါတယ်အစပိုင်းမှာတော့ကလေးဖေမုတ်ဆိုးဘုကိုယူတာငွေမဲ့လို့ဆိုပြီးတော့ဝေဖန်ပြော ုဆိုနေကြပေမယ့်ပူဇော်ပြုခင်ရဲ့ပြောရှင်မှုကိုကြည့်ပြီးလူအများကအားကျခင်ရတဲ့ဖြစ်ပါပဲ။အကိုချွန်းရဲ့ဖြစ်ခြင်းမှုကမင်းသမီးတယောက်နဲ့လိုက်ဖက်မှုမရှိပေမယ့်ပူဇော်ပြုခင်ကအင်အောင်ကြပြီးနောက်ပိုင်းမှာတော့တရေမဘွားနဲ့အတူအေးလူလူဖြတ်တန်းနေတာကိုကြည့်ပြီးတော့ပိတ်သက်တီကသဘောကျနေရပါတယ်။ငွေကိုရေလိုတုံးနိုင်ပြီးတော့စိတ်တို့ပေးကန်လူတန်းခွင့်ရနေတာကိုကြည့်ပြီးတော့ပိတ်သက်တွေကတော့ပြန်ပြီးတော့အားကျရတဲ့အထိပါပဲရှင်။ပူဇော်ပြုခင်ကကလေးပေမှုစိုးဖို့နဲ့ယူခဲ့ပေမယ့်တရေမဘွားနဲ့ဖြတ်တန်းခွင့်ရတယ်လို့သူကိုယ်တိုင်ကလည်းအချစ်ခံနေရတာမှုအကျဉ်းနဲ့နေခဲ့တာကတော့အသေးချပါပဲ။ပူဇော်ပြုခင်ရဲ့အမျိုး ားဖြစ်သူအကုန်ထွန်းကဇနီးဖြစ်သူကိုအရေးတကြီးကြီးနဲ့လိုအပ်ကြမှန်သမျှဖြည့်ဆည်းပေးနေသူပါကြည်လိုက်တိုင်းမှာလဲပန်းဝယ်ပေးလိုက်တမူကြီးလက်ဆောင်တွေဝယ်ပေးလိုက်နဲ့ surprise တစ်ခုမှောက်တစ်ခုတိုက်ပြီးတော့ဘေးကနေမခွာနိုင်အောင်အကဲပိုနေခဲ့ပါတယ်ဇနီးဖြစ်တဲ့ပိုးကြပြုခင်ကိုအရေးတကြီးကြီးနဲ့ချစ်ပေးနေတာကိုကြည့်ပြီးတော့ပရိသတ်တွေကတော့ပြန်အားကျနေရတဲ့အနေအထားပါနော်ရုပ်ရည်မရှိပေမဲ့အရန်ချစ်တတ်တာမို့ပိုးကြပြုခင်တယောက်ကံကောင်းနေစုပြီးတော့ထင်နေကြပါတယ် လူတိုင်းရဲ့မြန်မာတော့ပိုးချပြုခင်ကအခြေခံရတယ်အိမ်တော်ကြီးကံကောင်းတယ်ဆိုပြီးတော့သဘောတူကြနေပြီမယ်ပိုးချပြုခင်ကတော့ယောက်ျားဖြစ်သူကြောင့်စိတ်ညစ်ရတာတွေစိတ်ခံစားနေရတာတွေကိုအားလုံးသိအောင်ချက်ပြလာခဲ့ပြီဖြစ်ပါတယ်ပိုးချပြုခင်ကတော့သူများတွေပြောနေတဲ့သတင်းကြွလာပြင်းနေမှာခင်မွတဲ့ကြောင့်စိတ်ညစ်ရတာတွေကိုရင်ဖွင့်လာခဲ့ပါတယ်လူတိုင်းမြန်မာတော့မိမကိုအရင်ချစ်ပြီးတော့မခွန်းနိုင်မခွာရဖြစ်နေပြီမယ်မိမမွေးခံနေတောင်ဘာလို့သွားပြီးတော့တောင်းကြံနေလို့ပိုးချတယောက်စိတ်မကောင်းဖြစ်နေရှာပါတယ်ပိုးချကတရက်နှစ်ရက်လောက်နေရင်တော့ဒုတိယရင်သွေးလေးကိုမူဖွားတော့မှာဖြစ်ပါတယ်ပထမကိုဝင်ကခက်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  ိတ်မရှိပဲအေးလူလူမှုဖားခဲ့ပေမဲ့ဒုတိယကိုဝင်ကတော့တေချာကူးဆိုင်နေရတာပါကိုဝင်ဆရှိကလေးကကလေးမြအောင်နေတိုင်းစင်ကျင်နေရတာမွေးခါနေအထီပါပဲရှင်ထီလွယ်ရှောက်လွယ်ကလေးလေးမို့မွေးခါနေအထီကိုတေတေချာချာဆောက်ရှောင်နေရတာသူ့အနေနဲ့စိတ်ပင်ပန်းတလို့ကြောက်စိတ်ဝင်နေတာကတော့တေချာပါတယ်ရိုးရိုးပဲမွမွေခွဲပြီးဝဲမွမွေမိခင်တိုင်းကတော့မွေးခါနေရင်ကြောက်စိတ်ဝင်နေတာဂျုံမှုကြသူတွေသိမှာပါခွဲမွေးရတာဗာကြောက်စရာလို့လို့လဲဆိုပြီးတော့အစမနာပြောနေပေမယ့်ကြီးမားတဲ့ခွဲစိတ်မှုတစ်ခုကကြောက်စရာဘလောက်ကောင်းလဲဆိုတာဂျုံမှုကြတဲ့သူတွေသိကြမှာပါမွေးဖွား ဖို့နှစ်ရက်လောက်သာလိုတော့တာမို့ကြောက်စိတ်တွေနဲ့ဖြစ်နေချိန်မှာဘေးနားမှာအားပေးပြီးတော့အဖို့မပြုတ်ပေးတဲ့အမျိုးသားကြောင့်ပိုးချတယောက်ဒေါသချွန်နေရတာဖြစ်ပါတယ်။မွေးဖွားဖို့နှစ်ရက်သာလိုတော့တယ်ဆိုပေမဲ့အချိန်မရွေးပိုင်းနာလာနိုင်သလိုခလေးလက်ထွားတာမို့နေရက်ထိုင်ရခက်ခဲနေချိန်မှာယောက်ျားဖြစ်သူကဘေးနားမှာမရှိပဲဘာသာပြီးကဲနေတာမို့ပိုးချတယောက်ဒေါသချွန်နေတာဖြစ်ပါတယ်။မွေးကနေအချိန်မှာတော့ဖုန်းလည်းမကင်သလိုဆက်သွယ်လို့လည်းမရတာမို့ပိုးချပြုခင်ကြောင့်သူ့ရဲ့ဖြစ်ကိုလိုင်းပေါ်တက်ပြီးတော့ရင်ဖွင့်ခဲ့တာဖြစ်ပါတယ်။ယောက်ျားဖြစ်သူကဖုန်းဆက်လို့မရတာမို့သူ့ကိုတွေ့တဲ့လူတွေလည်းဒီစာကုန်မြင်ပြောပြချပါအောင် င်ဆိုပြီးတော့အကူအညီတောင်းခံလာခဲ့တာဖြစ်ပါတယ်။အများမြန်မာတက်တက်လို့အခြေခံနေရတယ်လို့ထင်နေပေမဲ့လက်တွေမှာတော့မူဖွားခံနေမှာတော့ယောက်ျားကဂိူးမဆိုင်တဲ့အနေထားပါပဲ။ဟုတ်ကဲ့ပါရှင်။အခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့တဲ့ရင်အကြောင်းအရာတွေအပြင်နောက်ထပ်လည်းအမှုပညာရှင်တွေရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့တဲ့ရင်အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦး။